ဒီနေ့ဆက်သွားမယ်တရာကစရာဦးနဲ့ဖြီတရာပေါင်းဆက်ချုံဆက်သွားမှာဖြစ်ပါတယ်သူ့ကိုဘလို့ရေးရလဲဆိုတော့ကျွန်တော်တို့ကအဲပထမပုံမှန်ပေါ့နော်ကျွန်တော်တို့သူ့ရဲ့တရာကိုအလုံးကဒီလိုမျိုးလေးပဲပုံမှန်မိကြရယ်ပေါ့နော်အမှန်တော့ကျွန်တော်တို့သူ့ကိုရေးမယ်ဆိုရင်တော့ဒီလိုမျိုးပုံစံနဲ့ရေးပြရမှာဖြစ်ပါတယ်သူ့ကိုအပန်ထွက်မယ်ဆိုရင်တော့စရာဦးလေချောင်းတန်မှာအပေါ်တော့အောက်တော့ကျွန်တော်တို့အန်ကျိတ်ပြီးတော့ဆိုပေးရပါတယ်ခင်ဗျာ စရာဥစရာဥဖြစ်ပါတယ်ဟုတ်ပြီအဲသူ့ကိုကျွန်တော်တို့ဒီလိုမျိုးလေးဆွဲပေးရတယ်နော်တချက်နှစ်ချက်ပြီးရင်ကျွန်တော်တို့ all angle ပေါ့နော် all angle ထည့်လိုက်ဒါလေးပါခင်ဗျာနောက်ထပ်ဆွဲပြပါမယ်ဒီလိုမျိုးလေးသူ့ကိုဆွဲပါတယ်ခင်ဗျာโอเคရမယ်နော်စရာဥဟုတ်ပြီအဲကျွန်တော်တို့သူ့ရဲ့စုံနီးကိုတွားလိုက်ရအောင် ဲ့တော့ကျွန်တော်တို့ဘီတရစပြီးတော့ပေါင်းဆက်တဲ့အခါမှာအရင်ဆုံးပုံတင်နည်းကိုစပြီးတော့စဉ်းစားပြီးမှအတန်ခက်ရပါတယ်။အလေတန်ဘီယုတ်ဆုနဲ့တရအတန်ရှင်နေဆိုရင်မစ်တော့အမြင့်တန်ဘီယုတ်ဆုနဲ့တရအတန်ရှင်နေဆိုရင် rising တော့အနိုင်တန်ဘီယုတ်ဆုနဲ့တရအတန်ရှင်နေဆိုရင်မစ်တော့ကျွန်တော်တို့ပုံတင်နည်းခွဲပြီးဝိုင်းမလို့စပြီးတော့ဆိုလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီ။ကာအူကူကာအူကူจออือจือจออือจือ ตออือตือตออือตือปออือปือปออือปืออันนี้แต่สุดแล้วไรเซนโดงทออือถือพออือผือสออือสือหออือขือทออือถือพออือผือสออือสือ หออือหืออันนี้ดังดังชี้ม็ดเดิลมออือมือ ลออือลือคออือคือหออือหือมันจะยาวไหมเนาะมออือมือลออือลือคออือคือหออือคือแล้วที่มาจะน่เราตะคุ่ตัวที่ทำหอหอเนี่ยหอบ่เนาะจะน่เราอันนี้งไงมาส่วนนี้หอหิบ အနိမ့်တန်မှာဆိုရင်ဟော်နှစ်ခုဆိုတဲ့ဒီအတန်နှစ်ခုကိုတတိထားရမယ်။ဘာလို့လဲဆိုကျွန်တော်တို့ဒီတိုင်းစာလေးလာနေတဲ့သူတွေအများဆုံးမှားတယ်ပေါ့နော်။အချို့ဆိုရင်ဘယ်လိုမှားလဲဆိုရင်ဟော်ကျွန်တော်တို့ဟော် hip နဲ့ပေါင်းနေဆိုရင်အမြင့်တန်ဆိုရင် rising တုံးကဟော်ဥခုမှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာအနိမ့်တန်မှာရှိတဲ့ဟော်နှစ်ခုနဲ့ကြာတော့လေသူကသူ့ရဲ့အတန်ဖက်က rising တုံးတန်ဖြစ်သွားတာတတိထားမယ်နော်။ သူရဲ့တန်ထွဲအမှန်ပြီးဟောဥဟူဟောဥဟူမဟုတ်ဘူးနော်အဲ့ဒါဆိုကျွန်တော်တို့အမြင့်တန်ရဲ့အတန်ပုံစံဖြစ်သွားလိုက်ပါမယ်ဒါကိုသတိထားသိခြင်းပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်ခေါက်ကျွန်တော်နှုတ်တိုက်ထပ်ပြီးတော့ဆိုပြပေးပါမယ်ခင်ဗျာကືကျူဥဥထືဖືစືခືမือလືခືခືဟုတ်ပြီရမယ်နော်အဲ့တော့ကျွန်တော်တို့ နောက်သရတစ်ခုထပ်ပြီးတော့ကြည့်ရနောက်ထပ်သရကတော့ကျွန်တော်တို့အတန်တူသရစရာဥအတန်တူသရစရာဥကျွန်တော်တို့က9ပုံစံဒီလိုမျိုးလေးပါပဲခင်ဗျာဒီလိုမျိုးလေးတူကရေးလိုက်ရမယ်တူတူလေးဆိုရင်ရပါပြီဒီလိုမျိုးလေးပါဒီလိုမျိုးလေးပါဟာပြီနော်ဒီလိုမျိုးလေးပါကျွန်တော်မြန်မာမှာဆိုရင်တချောင်းငင်ပုံစံနဲ့တူတူပဲဥပမာကျွန်တော်တို့အဲဒီစရာဥကို ထိုင်းပြီး44လုံးနဲ့သူ့ကို တွဲတော့မယ်ဆိုသတိထားဆက်တစ်ခုရှိတယ်။ဥပမာကျွန်တော်တို့ကကောကင်နဲ့ကျွန်တော်တို့စပြီးတော့တွဲပြီးဆိုပါစို့။အဲ့ဒီစရတဥကိုကျွန်တော်တို့တွေကအလဲမှာဒီလိုမျိုးလာရင်းရင်အဲ့ဒီပြီးရောစရအောင်မှားတယ်။ဟုတ်ပြီနော်။ဥပမာကျွန်တော်တို့နောက်ထပ်ပေါ့နော် dot day လို့ရှိမယ်။ဒါအောက်ဆုံးအောက်ကို white လာတဲ့ပြီးတွေပေါ့နော်။အဲ့လိုအလဲမှာလာပြီးတော့ရေးတယ်ဆိုရင်မှားတယ်။ဟုတ်ပြီနော်။ဥပမာကျွန်တော်တို့ဘောဘိန်မှိုင်းလဲတူတူပဲအလဲမှာဒီလိုလာရေးရဲ့ဆိုရင်မှားတယ်။ ပေါ်ပလာတော့ဆိုရင်ဒီမှာအလေမန်လာပြီးရေးတယ်ဆိုရင်မှားတယ်အေးနောက်တစ်ခုနောက်ဆုံးဆွဲချက်ကအပေါ်မှာဝိုက်ထားတဲ့ဒီတွေပေါ့မကြော်ကြမ်းလို့ဆိုရင်သူကတစ်ခုပဲရှိမှာလေဒါဆိုရင်တော့ဒီလိုမှန်နေမငေါငူနော်ငေါငူလို့ဆိုရင်လည်းဒီလိုဆွဲရဆိုရင်တော့ဒါမှန်နေတို့ပေမဲ့ကျွန်တော်တို့ကနောက်ဆုံးဆွဲချက်ကဒီလိုမျိုးအောက်ကိုဝိုက်လာတဲ့ထိုင်းဒီတွေဆိုရင်တော့သူ့ကိုဆွဲတဲ့အခါမှာတတိထားပေးရမြန်မာမှာဆိုရင်ကျွန်တော်တို့ရှိရလေ ကာကြီးတချောင်းငင်ကုဆိုရင်ကျွန်တော်တို့ကကာကြီးရဲ့အလဲမှာတချောင်းငင်ကတို့လာပြီးတော့မလုပ်ဘူးတို့ရေးတယ်ဆိုရင်မှားပြီလို့အဲ့တော့နောက်ဆုံးဆွဲချက်ရဲ့နောက်မီးနဲ့တို့တက်တယ်လीပဲဆွဲမှာကာကြီးတချောင်းငင်ကုဆိုတာမှန်တာအဲ့တူကလည်းအဲ့တိုင်းပဲကျွန်တော်တို့ကောကင်ကိုစပြီးတော့ဆွဲတဲ့အခါမှာနောက်ဆုံးဆွဲတဲ့မီးနဲ့အညီတန်တန်ဆွဲပြရအဲ့ဒါမှမှန်ပါဥမာဒေါ်ဒေးနဲ့စတာဥနဲ့ပေါင်းနေဆိုရင်လေအဲ့ဒီတူတူပြီးနောက်ဆွဲချက်နဲ့အညီဆွဲပြရဥပမာကျွန်တော်တို့ power phone နဲ့ for far လို့ဆိုရင်လည်းနောက်ဆုံးကျွန်တော်တို့ညီလေးနဲ့အညီဆွဲပေးရပါတယ်เนาะဒီလိုမျိုးလေးတွေဆွဲပေးရပါတယ်ခင်ဗျာအဲ့တော့ power phone for far လို့လည်းဒီတိုင်းပါပဲအဲ့တော့သူ့ရဲ့အလယ်မှာလာပြီးတော့ setup ဥကိုဒီလိုပုံစံမျိုးလာဆွဲတယ်ဆိုရင်เนาะမှားပါတယ်တတိထားပါเนาะတတိထားပါเนาะကြိုပြီးတော့မှားပါတယ်ခင်ဗျာအဲ့ကျွန်တော်တို့သူ့ရဲ့ဂျင်းနီးနဲ့မှားလိုက်တဲ့ပုံစံလေးတွေကိုတင်ပေးပြီဆိုတော့သူ့ကိုအတန်တွားထွက်ကြည့်ရအောင်เนาะအဲ့တော့ စရာဥစရာဥဒီကျွန်တော်တို့အတန်လိုတရဖြစ်တယ်အဲ့တော့ထိုင်းပြည်နဲ့တရမပေါင်းခင်အရင်ဆုံးပုံပြင်မျိုးစပြီးကျွန်တော်တို့စဉ်းစားပေးရအောင်အဲ့တော့စပြီးတော့ကြည့်ရအောင်အလဲတန်ပြည်ရုပ်စုကိုကျွန်တော်တို့တရအတန်တို့ဆိုရင်လိုတော့အနှိမ့်တန်တရအတန်တို့ဆိုရင်လိုတော့အဲဒီမှာလာပြီအဲ sorry အမြင့်တန်တရအတန်တို့ဆိုရင်လိုတော့အနှိမ့်တန်တရအတန်တို့ဆိုရင်နော်ဟိုက်တော့အဲ့တော့လိုလို height ပေါ့နော်ဒါကိုသတိထားမယ်အဲ့တော့ แต่ဒါဒီีต့ကซုစပြီးတော့มိုတงာ့မယลဆวုရင်ဘီဒရာကို꽌အောင်ဆိုကောဥပုจออุจุดออุดุปออุปุเอาไปนั่นแล้วก็ทำับไปสวยไปเนาะกออุกุจออุจุดออุดุปออุปุเอาไปนัะทุกคนมีแต่ละหนักพออุผู้ทออุผู้ฟออุฟู่ စောဥစုဟောပြီနော်နောက်ထပ်ဆိုပြမယ်ဖောဥဖုထောဥထုဖောဥဖုစောဥစုဟောပြီနော်ခုအဥအဥဥဒါတူကအနိုင်တန်ပါနော်ဒီမှာကျွန်တော်လာပြီးတော့လာရောမိတယ်ပါနော်ဒီမှာလာပြီးအဲဒါကျွန်တော်တို့တခု sorry နော်ဒါကအလေတန်နော်ဒီမှာကျွန်တော်လာပြီးရောမိထားအဲတော့ဒီမှာကြည့်ကျွန်တော်တို့အနိုင်တန်သုံးလုံးပေါ့ယောဥယူယောဥယူအတန်ထက်ကမောဥ မူလောဥလူအပြင်နော်အဲ့ဒါကတော့ဆက်ပြောပြမယ်ယောဥယူမောဥမူလောဥလူအဲ့ဒါထွက်အပြင်နော်အဲ့ဒါထပ်ပြီးဆိုပြမယ်ကောဥကုကြောဥကျုဒောဥလူပောဥပုပြီးတော့အောဥဥဟုတ်ပြီအဲအမြင်ကန္တရအတန်တို့ဖောဥဖုထောဥထုဖောဥဖုစောဥစုဒီမှာလာပြီအနေနဲ့တရားအတန်ရှိဟိုက်တော့ယောဥ ယူမောဥမူလောဥလူရမယ်เนาะအဲကျွန်တော်ဒီနေ့မှာနှလုံးတင်ပေးပါရပါလဲဆိုရင်စာရာဥဆိုတဲ့တရအတန်ရှိလေချောင်းတန်နေစာရာဥလို့ခေါ်တယ်တရအတန်တူနေကိုတင်သားပေးရတာဖြစ်ပါတယ်နားမလည်ရရှိရင်ကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်မေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်စวัสดีค่ะ